ဖျားလို့ခေါ်ကြပြီးထူးခြားခမ်းနားတဲ့ထိုင်းနိုင်ငံမှာဗုဒ္ဓရုပ်ပွားတော်ကြီးဟာထိုင်းနိုင်ငံမြောက်ပိုင်းဘန်ကောက်မြို့မှာမြောက်ဖက်9နာရီခန့်သွားရတဲ့ Fishpond ဒေသမှာတည်ရှိပါတယ်။ဒီရုပ်ပွားတော်ကြီးရဲ့အမည်မှာ ထိုင်းလို့ခေါ်ရင် Wafa Songke ဖြစ်ပါတယ်။ရုပ်ပွားတော်ကြီးမှာငါးမျက်နှာရှိနေရခြင်းကရုပ်ပွားတော်၅စုကိုတစုနှစ်တစုအရွယ်စားအနည်းငယ်ပူကြီးတဲ့အထက်ထက်ပုံစံဖြင့်ထုလုပ်ပူဇော်ထားတာကြောင့်ဖြစ်ပါတယ်။ဒီပြား၅စုရဲ့အဓိပ္ပာယ်မှာပွင့်တော်မူ ပြီးတော့ဖျားလေးစုဖြစ်တဲ့ကကုတန်မြတ်စွာဘုရားကောနာကုံမြတ်စွာဘုရားကတ္တပမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားနှင့်နောင်ပွင့်မီအရိမတိယမြတ်စွာဘုရားတဆူတို့ကိုရည်ညွှန်းပြီးတည်ထားခြင်းဖြစ်ပါတယ်။ရုပ်ပွားတော်ကြီးတိရှိယာဒေတာဟာထိုင်းနှင့်လာဟုနှစ်နိုင်ငံနယ်စပ်ဒေတာဖြစ်ပြီးယခင်ကစစ်ပွဲများရှိခဲ့ရာဒေတာဖြစ်တယ်လို့လည်းသိရပါတယ်။ ဝင်းလန်ခေါင်းသီး၍တောတောင်များနှင့်စိတ်ငြိမ်တဲ့အရက်မှာစစ်မြေပြင်နေရာဖြစ်ခဲ့ပေမဲ့အခုအခါမှာအေးချမ်းတက်ပဲတဲ့ငါးမျက်နှာဖျားကြီးရှိနေပြီးဗုဒ္ဓသာသနာထွန်းကားနေခြင်းကလည်းအတိတ်ပဲပြည့်စုံလွန်လှပါတယ်။ဖျားကြီးကို2004ခုနှစ်မှာအပိသက်တည်ခဲ့ပြီး2010ခုနှစ်မှာဖျားเจ้าကရုပ်ထုလက်ရာများကို အစစ်မြင့်တင်ခဲ့ပါတယ်။